ော်ဒါကကျွန်တော်တို့ကလူဟိုစေးသားတော်လန်ရေးလို့လည်းပြောလို့ရတယ်လူထုလူထုလုံးမြောက်ရေးလို့လည်းပြောလို့ရတယ်တော်လန်ရေးဖြစ်တာပေါ့အဲ့တော့အဲ့ဒီဟာကိုမအောင်မြင်အောင်လို့စစ်ကောင်စီဘက်မှာစစ်ကောင်စီရဲ့အတုံးချခံယနေ့အချိန်ထိနေနေသေးတယ်ဆိုရင်တော့ကိုဘွားကိုကိုတွေးဖို့ပဲပြောစီခြင်းနဲ့အဲ့တော့စစ်ကောင်စီကနေမြေတွေရလာတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ခုကလူလိုင်းကိုတုံးပြီးတော့နေမြေရယူတာဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရီမန်းချက်ရှိသလောက်တော့ကျွန်တော်တို့ကတော့စုံပါပဲ။ဘာဖြစ်လို့လဲဆိုတော့ ဒီမန်းကြီးရှိတဲ့လောက်ဘာကြောင့်ဆုတ်တာလဲဆိုလို့ရှိရင်ဥမာပေါ်ကျွန်တော်တို့ကတပွိုင်းကို100သေးသေးတပွိုင်းကို900ဖြုံးမယ်ဆိုရင်10ပွိုင်းကို9000ဖြုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်စစ်ကောင်စီကိုကာကွယ်ပေးနေတဲ့သူမှန်သမျှကျွန်တော်တို့ကတော့မညာတာတာမဟုတ်ပါဘူးအင်အားဖြုံးမှာဖြစ်ပါတယ်အဲ့တော့နည်းမြေရရှိမှုပေါ်မူတည်ပြီးတော့မှစစ်ကောင်စီကနိုင်နေပြီစစ်ကောင်စီကတာနေပြီစစ်ကောင်စီကအောင်မြင်နေပြီတို့တော့မထင်ပါနဲ့အဲ့လိုမျိုးနည်းမြေရရှိတာနဲ့အညီနော်နည်းမြေရရှိတာနဲ့အညီ ဒီစစ်ကောင်စီပေါ်တာဆွဲထားတဲ့သူများသားသမီးတွေဘလောက်ပေကြည်ပြီးသူများမိဘတွေဘလောက်ထိမျက်ရည်ကြီးငယ်ကြာရလဲဆိုတာကိုကျွန်တော်တို့ပြောလို့ရှင်တော်လန်ရေးဘက်ကပြောတယ်ဆိုလို့ရှင်တချို့ကမယုံပါကြောက်လို့ကျွန်တော်တို့လက်တွေ့ပြတာဖြစ်ပါတယ်နော်ဒါလက်တွေ့ပြတာဖြစ်ပါတယ်ဒါဒီညီလေးတွေရဲ့ခံစားချက်ကိုပြောပြတာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီချိန်ချောက်တယ်လို့မျိုးပဲအလင်းဝင်လာတဲ့အခါမှာတို့ဒီလိုရင်ရင်မဆိုင်ရပါဘူးနော်ဒါတို့ကိုယ်တိုင်တို့ခံစားချက် ရှိလို့တို့ပြောပြတာဖြစ်တယ်တို့ပြောပြရခြင်းအကြောင်းရင်းကလည်း နောက်ထပ်ညီငယ်တွေဟိုဘယ်လိုပြောရမလဲငါမသေးသေးဘူးငါအသက်ရှင်သေးရေဟိုအချောင်လိုက်မယ်ဆိုတော့အဲတဘောနဲ့ဆက်မနေနိုင်အောင်လို့ဒီဒီညီကိုတွေကပြောပြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တို့တက်တယ်လေတို့ပြောပြတယ်တို့တက်ရဲ့နောက်ချင်အင်အားတွေဆိုရဲတာပြည်သူလူလူအတိပဲအဲ့တော့တက်မှာနောက်ချင်အင်အားမရှိသေးတဲ့ဟိုတက်မှာနောက်ချင်အင်အားမရှိတဲ့အတွက်ကြောင့်မို့ဆက်လက်ပေါ်တာဆွဲဖို့အတွက်ကတော့ဆက်ကဆာရော သွားနေအောင်မှာဖြစ်ပါတယ်ရှေ့တန်းမှာဆိုရင်လည်းအရန်ကိုသူတို့သူတို့ကြောက်ရွံ့ရပါတယ်ကြောက်ရွံ့ရတယ်ဆိုတာကစကားဆလော်ဘီတွေပြောနေသူတို့ငါတို့ကြီးပဲတည်တာမင်းတို့ကမတည်တော့လားဆိုဟုတ်ပါတယ်ကျွန်တော်တို့ဘက်လည်းထိခိုက်ကြဆုံးတော့ရှိပါတယ်ဒါပေမဲ့ပမာဏအချိုးစားချင်းအရန်กว่าတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စင်ထားတဲ့စစ်ကွင်းစစ်ကွက်တေကွင်းတေကွက်ထဲကိုဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘလူးပိုနာမလဲဆိုတော့ဟိုစဉ်းစားဖို့သိနေပါတော့ အဲ့တော့မင်းတို့ဒီ queen ကလေးကိုဝင်တဲ့အချိန်မှာမင်းတို့တောင်ပေါ်ဆင်းလာတဲ့အချိန်မှာမင်းတို့အဲ့မှာဘလိုအခြေအနေကြုံရသေးလဲခြေနေတော့ကျွန်တော်တို့ရေအာအာရှလန်လေးတက်တက်ပြီးတော့အမှတောင်ပေါ်ရောက်တော့တညာရင်နာတယ်။အင်းညာရင်နာနောက်နေ့ကျတော့ဒီဘက်ကိုဒီငါးငါးလားငါးငါးပေးဖို့ဒီကွင်းကလေးဝင်ဖို့ကတ်လာတယ်။အမှတညာရင်တောင်ငါးငါးအင်းဟုတ်ကဲ့တညာတောင်ပေါ်မှာရောပေါ်မှာအဲတောင်ပေါ်မှာအဲ့နဲ့ကွင်းကလေးကို နောက်ဝင်းလေးရွာထဲကိုကတ်မယ်ကတ်မယ်ဆိုတော့ညနေ၄နိုင်လောက်ကိုသွားတယ်သွားတော့ဝင်းလေးရွာထဲတောင်မရောက်သေးဘူးကျွန်တော်တို့ကအဲ့လိုမျိုး၄နိုင်ရှောင်းရတဲ့ခီးကအားချိန်မှာဒီကိုကိုပေးရတဲ့ဟွာဒီချင်းတဲ့ဝေယဝဲစာတော်တော်များတယ်လေအားချိန်မှာ30ကျော်40လောက်ပါတယ်အာဒီတောင်သင်းဆင်းနေရတာနေမဲ့2နာရီခွဲ3နာရီလောက်ဖြစ်နေ တောင်သင်းကိုမိုးကလည်းရွာချအချို့တက်ကြတဲ့ဆိုရင်ပါစာရောတက်ကြတဲ့ရောညောင်းနဲ့ပြုတ်ကြတဲ့ကောင်းနဲ့ဒီမိုးအားလည်းကောင်းဒီမြောင်းလုံးကညိုင်းမကျဲဘူးလေဒီရေနောက်မျောတဲ့ကောင်းနဲ့မောင်လည်းမောင်အင်းအရှိကပွိုင်းသွားကောင်းတယောက်မှဓာမီမထိုးနဲ့ဒီလန့်ဓာမီမထိုးပဲရှောင်းငငယ်တဲ့ရှောင်းတဲ့လမ်းလည်းမဟုတ်ဘူးလေအဲ့လိုဒူးပြဲတဲ့ကောင်းနဲ့လက်ဆုပ်တဲ့ကောင်းနဲ့ ပိုရေကြဒမ်မီမထိုးနဲ့တဲ့နည်းနည်းလေးမှနောက်လည်းပြန်ကြော်ွားကြကျွန်တော်ပေါင်းတဲ့စော်တော်သေးရရှုံးမိရတယ်သူတို့တက်မီရအဲ့လိုမျိုးအားရကိုရင်းစားလာမှဆာလာအားရသင်းစားကြည့်ကြပါဦးအော်မင်းတို့နေမကောင်းလို့နေမကောင်းလို့ဗါလဲဖိကောနေမကောင်းလို့တန်းမှာပြောတယ်အဘဆရာကျွန်တော်အောင်ကျော်မကောင်းဘူးစေကန်းပါညာအဲ့လိုမျိုးရှင်းတဲ့ထောက်ရည်စစ်တပ်မှာအောင်ကျော်တွေမိုးလင်းကျော်တွေမရှိဘူးဘာလို့မလဲဒီကောင်းဖြတ်တာကြည့်တော့အဲ့စစ်တပ်မှာအောင်ကျော်တွေမိုးလင်းကျော်တွေမရှိဘူး မင်းတို့အသေးအသေးကျုံးတာပေါ့ကျုံးတာကျုံးတာမင်းတို့ဒီစစ်စစ်ရေးပါတယ်ငါတို့လည်းမင်းတို့တွေ့နေရတယ်လေသိလားမင်းတို့မနှက်ကနေပြီးတော့ညက်နေသည့်လမ်းလျှောက်တာမင်းတို့ထမင်းစားတာလည်းမတွေ့ဘူးမင်းတို့ထမင်းရောစားအမင်းကတော့ဒီ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 တော်လိုင်းတက်ဘက်ကိုမလာခင်နှစ်ရက်လောက်ကတော့ညသာစားရတယ်ဟွန်းအာအာရက်လောက်ပဲစားရတယ်အာညသာစားရတော့မှပဲ၈နာရီလောက်မှသွားပြီပဲလေတနေ့ချိန်မထွက်ရဘူးမင်းတို့လမ်းအချောင်းပြမှာဆိုလို့ လက်ကပေးလိုက်တဲ့စံတုပ်လိုဟန်းကောတွေတော့ဘာမှလုပ်မရဘူးမိမမချက်မစားခိုင်းတာမိကိုထွက်လို့မရဘူးမိကိုထွက်လို့မရဘူးတဲ့ချက်မစားခိုင်းထွက်တာနဲ့စလိတ်ပြီးတော့တွေးမခံဟုတ်လားထွက်တာနဲ့ဂျုံခံဂျုံခံအေးတော့နော်ဒီတို့လည်းလှုပ်ချင်လို့တော့မဟုတ်ဘူးကွာဒီရမဟိုလှုပ်သင့်တာတွေလှုပ်ရတာပေါ့အဲ့တော့စစ်ကောင်စီကတကယ်တော့ပြိုနေပါပြီနော်ကျွန်တော်တို့စစ်ကောင်စီကတက်တက်လေးပဲကြံတော့တယ်တွန်းလဲလိုက်လို့ရှိလို့ရှိရင်ပွဲပြီးပါပြီဆိုတာကိုကျွန်တော်တို့ကဟိုးအရင်ထဲကနေပြောခဲ့တယ် နော်အဲ့တော့စစ်ကောင်စီနယ်မြေတွေနည်းနည်းပြန်ရလာတဲ့အပေါ်မှာအာမင်းပြောတော့ပြိုနေပြီဆိုဘာညာလေတိုက်တဲ့သူတွေရှိတယ်တကယ်တော့စစ်ကောင်စီကပြိုနေပါပြီအခုလည်းကြည့်အပတ်စဉ်စနစ်ထီတောင်နော်အပတ်စဉ်စနစ်ထီတောင်ဒီမှာအပတ်စဉ်စနစ်ထီတောင်ထေတဲ့သူတွေရှိနေပြီပေါ့နော်အပတ်စဉ်စနစ်ထီတောင်ထေတဲ့သူတွေရှိနေပြီဆိုတော့တောက်လျှောက်လဲပေါ်တာဆွဲဖို့ရှိတယ်ကျန်တဲ့ရှေ့ပတ်စဉ်တွေလည်းဟိုကုံတလောက်ဖြစ်သွားပြီဆိုတော့ဟာပြည်သူလူထုတွေ ဟိုစဉ်းစားပေါ့ဒီဒီသူတို့လည်းတကယ်တည်းရင်ဆိုင်တိုက်ပွဲဖြစ်ရတဲ့အချိန်မှာတော်တော်လေးကြောက်ရပါတယ်ဟိုကျွန်တော်သူတို့လည်းမီးခိုးတော့မထွက်ရဲပါဘူးခေါင်းပြူတာနဲ့စနိုက်ပါသားမီးပြီနော်နော်စနိုက်ပါသားပဲဘာမှဒီဘက်ကအဒီကျွန်တော်ထွက်လာတဲ့အချိန်ကြီးကိုဒီတော်လိုင်းတဲ့ဘက်ကလက်နက်ငယ်ကတိတ်မပြေဘူးဟာလက်နက်ငယ်အတန်တော်တိတ်မကြရပါဘူးဒီစနိုက်ပါနဲ့ဒီဘာနဲ့ပဲသူတို့တုံးတယ်ပဲတုံးတယ်ပဲအဲ့လိုအဲသူတို့တက်ကွင်းနဲ့ ဒါတော့ပဲလက်နဲ့ငယ်တော့တိတ်အသုံးမချဘူးဟုတ်ပါတယ်အဲ့ဒါလည်းဟုတ်ပါတယ်ဒီညီလေးတွေပြောတာမှန်ပါတယ်ကျွန်တော်တို့လည်းဒီစစ်စင်ရေးကာလမှာတိုက်ပွဲကပုံစံပြောင်းသွားတဲ့ပုံမှာလက်နဲ့ငယ်